ကစီ YouTube channel လေးကပြန်လဲကြိုးစားပါဗျာနော်ကျတော့တခါလေးကြလဲကျွန်တော်တခါလေးကျွန်တော်ပြောရင်မနာကြနဲ့ဆိုမနာကြနဲ့ဆိုတော့ဗျာဟိုဆော့အသက်အသက်ကြီးလို့သာလူကြီးဖြစ်သွားဆော့အုံနောက်ကပါမလာဘူးဗျာဟာနိုင်ငံကြီးသုံးသက်သူဘာညာကွီးကွာနဲ့ခင်ဗျာဟာသူတို့အသက်ရွယ်ကြီးနေဗျာတေကန်ကြီးတွေဒီမှာဒေါက်တာလှကြော်စောတယ်ခင်ဗျာတယောက်ဖိအားမဟုတ်ဘူးတယောက်ကအခွင့်အရေးတွေမလုံးနေပေးလို့တဲ့အမဲ အဲတကယ်ပြောတာဗျာစာတော့ तू သုံးသက်တဲ့ရာအများကြီးဘာသောတကူမှန်လာကြည့်အောင်ဗျနိုင်ငံကြီးသုံးသက်သူတွေဗျာခင်ဗျာစောက်ခွင့်ထူးကနေအခွင့်ထူးခံဖို့အတွက်ခင်ဗျာသူတို့တို့ကိုသူတို့နိုင်ငံကြီးသုံးသက်သူတွေနိုင်ငံကြီးသမားတွေစောက်ယူတွေခင်ဗျာခင်ဗျာအသက်ကြီးလို့ဆိုတာခင်ဗျာလူကြီးရေဖြစ်ကုန်တာစောက်ကျွန်တော်ပြောတာသူတို့သုံးသက်တဲ့ရာတွေမှန်တယ်ဆိုရင်ကျွန်တော်တို့လက်ခံတယ်လေမြဘာသောက်ကူမမမမနဲ့မမနဲ့ရာရီဘာတေယုတ်ဖိအားဆိုရတဲ့တေယုတ်ကအခွင့်ကြီးတွေပေးလို့တဲ့လက်ခံတာပြုရတယ်။အော် အဲ့ဒါတောက်ခံလိုက်လीမိုးကုန်းမိုးမိတ်ပါညကူကအကုန်တောက်ခံလိုက်လीခင်ဗျာတောက်ခံပြန်တိုက်ကျွန်တော်ပြောချင်းလीပြန်တိုက်ခင်ဗျာတို့ခင်ဗျာလည်းလက်နက်ကင်တာစစ်တပ်ကလည်းလက်နက်ကင်တာရှာသန်းခင်ဗျာဘူးကြမှာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဟောခင်ဗျာဟမ်ပြောတော့အဲ့ဒီဟိုဘာတော့တာဖုံးကျော်ပြောတာလीတာဖုံးကျော်ပြောတာလीပြန်တိုက်လို့ပြောတာဘာလို့ဘာတော့စောက်ချက်မရှိဘူးလားတာဖုံးကျော်စောက်ချက်မရှိဘူးလားခင်ဗျာတာဖုံးကျော်စောက်ချက်မရှိဘူးလားဟွန်း ကျွန်တော်ပြောပြပြအကုန်လုံးကရွေးဆိုရွေးတက်ဆိုတက်လုံးဆိုလုံးဆိုတာကျွန်တော်ပြောပြလက်ဆယ်ချောင်းမပြည့်ဘူးလက်ဆယ်ချောင်းမပြည့်တဲ့လူတွေကြောင်းဖြစ်နေတာအဲ့ဒီဟာဖြစ်သွားပြီးပြီခင်ဗျအဲ့ဒီလူတွေရဲ့ခိုင်းစင်မှုကြောင့်တက်ဆိုတက်တိုင်းဆိုတာဘယ်သူပဲဖြစ်ဘယ်ဘွက်သီးပဲဖြစ်ကျွန်တော်ပြောတာခင်ဗျဟုတ်ဆိုရလေကီစီပြောခဲ့ပြီးသားခင်ဗျဒါောင်းနိုင်ငံရေးသုံးသက်သူတွေပါဘာညာတာနော်သူကသူဒေါက်တာလှကျော်သောဆိုပဲစောက်ရှက်မရှိဘူးခင်ဗျစောက်ရှက်မရှိဘူးကျွန်တော်တည်းပြောတာခင်ဗျစောက်မြင်ကလည်း တဲ့ပဲခင်ဗျာကျွန်တော်တို့ကဘာမှပြောနေတရားစောက်ကြောမရှိဘူးခင်ဗျာဟမ်နိုင်ငံရေးသုံးသပ်သူတွေနိုင်ငံရေးသမားတွေစောက်ရက်တရားမရှိဘူးခင်ဗျာဟမ်အကြောဒီမှာတစ်ချက်နားထောင်ကြည့်လိုက်မှာပေါ့နော်ဟုတ်ခင်ဗျာပြောတဲ့အဲ့တိုင်းရင်းသားတွေနဲ့ပတ်သက်လို့เนาะတိုင်းရင်းသားအဖွဲ့တွေနဲ့ပတ်သက်လို့ကျမခုနကတော်တော်ပြောပြပြဆုံးဆုံးပြောပြပြเนาะ အဲတရုတ်ကဖျားမဟုတ်ဗျမက်လုံးပေးထားတာအဲ့တော့တန်းရင်သားတွေဒီကကနော်တန်းရင်သားတွေကသူ့တန်းရင်သားတွေဟိုဖွံ့ဖြိုးတယ်တိုးတက်တယ်ချမ်းသာတယ်သူ့ဒေသလေးအေးချမ်းရင်ပြီးရောလို့သူတို့သဘောထားအောင်လို့နော်အဲ့ဒီဟာအတွေ့အဲဒါကိုတရုတ်ကမက်လုံးပေးထားတာနော်ဖျားပေးထားတာမဟုတ်ဘူးအဲ့တော့မတိုက်နဲ့လို့တောင်ပြောထားတာနော်အဲဘာလဲစက်ကောင်စီကိုမတိုက်နဲ့လို့ပြောထားတာဒါခမည်းရဲ့မိကုံးမှာဒုတိယ ဟာနော်အဲပထမမေးခွန်းဖြစ်တဲ့ရွေးကောက်ပွဲနဲ့စစ်တပ်နဲ့ပတ်သက်လို့တရုတ်ကဘယ်လိုသဘောထားလဲဆိုတာပေါ့နော်အဲအဲ့ဒါကလည်းဒီလိုဖြစ်တယ်ဗျဟိုအခုစစ်တပ်ပြောနေတဲ့ရွေးကောက်ပွဲနဲ့နော်တရုတ်ကပြောတဲ့ရွေးကောက်ပွဲနဲ့မတူဗျတရုတ်ကအစိုးရတွေကဟိုဟိုဗါလေဗမာပြည်ရဲ့ဗမာပြည်နိုင်ငံရေးထဲမှာ ပါပန့်ပါထိုက်တယ်လို့အားလုံးပါတယ်ရွေးကောက်ပွဲလုပ်ပါလို့ပြောထားတာဖြစ်တယ် နော်ဒါပေမဲ့စစ်တပ်ကသူလှုပ်ချင်တဲ့ဟာလှုပ်မယ်အဲ့တော့စစ်တပ်အနေနဲ့ကသူကရွေးကောက်ပွဲကိုသူ့ရဲ့ထွက်လန်းအဖြစ်သုံးတာပေါ့ဗျာအဲ့တော့တရုတ်ကလည်းသူကဒီရွေးကောက်ပွဲကနေပြီးတော့တင့်တော်တဲ့နော်မြန်နှပန်းအသင့်အတင်လှတဲ့အစိုးရဖြစ်ရင်သူ့ရဲ့ဟွန်းင်းနေခုနခမည်းပြောတဲ့သူ့ရဲ့ဟိုမဟာဗျူဟာကြတဲ့ဟွန်းင်းနေကိုကာကွယ်နိုင်မှာပေါ့ဗျာအဲစီးပွားရေးတွေကာကွယ်နိုင်မှာအဲ့တော့အဲ့ဒါကြောင့်မလို့သူကအားပေးနေတယ် ကဲဘာ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 ပါသွားတော့မြနိုင်ငံရေးလေးလာသုံးသက်သူကြီးရဲ့ပြောသွားတဲ့စကားခင်ဗျတိတိကျကျကျွန်တော်လိုတိတိကျကျကိုကျွန်တော်တော့ဘာမဟုတ်တဲ့ကောင်ဗျာခင်ဗျဟုတ်တယ်မလားစကားပြက်အောင်ပြက်အောင်ပြောနိုင်နေဗျာပြက်အောင်ပြောနိုင်ဗျာနိုင်ငံရေးလေးလာသုံးသက်သူတွေဘာအထိုင်လုံးနေအောင်ဗျာတေကန်နီးနေကြီးမြဘာအထိုင်လုံးနေအောင်ဗျာ မြန်မာနိုင်ငံရေးကိုဘာကြီးလုပ်ပြီးတော့ချစ်ရေးမြန်မာနိုင်ငံကောင်းစားရေးပြုပြီးတိုးတက်ဖွံ့ဖြိုးဖို့ရေးဒီဘာကြီးသုံးသပ်နိုင်တော့ဘာကြီးပြောနိုင်တော့ဘာမှပြောနိုင်ဘူးဗျတခါလာလဲဒီစစ်တပ်ပဲတခါလာလဲဒီစစ်တပ်တခါလာလဲဒီစစ်တပ်ခင်ဗျကျွန်တော်မမွေးခင်နေရပြဿနာအခုချိန်ဤဒီခင်ဗျဒါဟုထက်ကတလဲဒါဟုထက်ကတလဲလဲခင်ဗျသူတို့သားကြီးချက်လုံးလို့ကျွန်တော်သားတို့ခင်ဗျအချက်မှာခင်ဗျပေါ်အောင်ပေါ်မလာတော့ဘူးကျွန်တော်သားတို့ခင်ဗျ ဒါအောင်ဆောက်ချက်မရှိခင်ဗျာတက်တက်ပြီးပြောတက်တက်ပြီးပြောနိုင်ငံရေးကဆောက်ချက်မရှိတဲ့လူတွေကနိုင်ငံရေးလုပ်တာလားနိုင်ငံရေးသုံးသက်တာလားမင်းရမလို့ဖြစ်ပြီလေဗျာခင်ဗျာလည်းဖောက်မှားပါလေဟေးရတယ်လားဟေးခင်ဗျာဖိပြီးတော့မေးရမှာဖိပြီးတော့ပြောရမှာလေခမရဒီတော့ဒီလိုသုံးသက်ခဲ့တယ်ပြုတ်ခဲ့တယ်အကြလာအောင်ပါပဲအဲတော့အဲ့ရှင်နေပေါ်ဒီတော့ဒီရှင်နေပေါ်လာအောင်ပါလားခမရတို့သောက်အောင်တော့မရှိဘူးလားခမရဟွန်း ခမရနိုင်ငံကြီးလုတ်တယ်ပြုတယ်ဆိုလို့ရှိရင်မြောင်းနိုင်ငံအွေအပြောင်းလေးပါခမရတို့ဖြစ်လာနိုင်တဲ့ဟာဒီမှာခမရတို့ပြောဆိုသုံးသပ်အမှန်လေးပြောဆိုခဲ့ရမှာလေးလှုပ်ဆောင်မဲ့ရည်လေးခမရဩပြုတ်ပြီအားလုံးမသုံးနဲ့အဲတေယုတ်ရဲ့မလုံးနေအဲလာလာတေယုတ်ရွေးကောက်ပွဲရတခုနဲ့မြန်မာရွေးကောက်ပွဲရတခုနဲ့ဘာဒီလို့ အဲ့ဒါနိုင်ငံရေးလိလသုံးသပ်သူတွေဗျာနော်ရွှေရှားတာခင်ဗျားတို့နော်ခင်ဗျားတို့စော်ပိစော်ပိတွေရွှေရှားထားမယ်နော်အာမတယောက်ပေါ်လာတာပဲဗျကျွန်တော်တို့ကတော့ရှင်းတယ်ပြောတယ်ဘာဖြစ်လို့ခင်ဗျာသူသုံးသပ်တာမှန်နေတယ်ပြုနေတယ်မြန်မာနိုင်ငံအတွက်ရွေးတစ်ခုပြောင်းလဲတစ်ခုဖြစ်တယ်ဟိကိုခင်ဗျာကျွန်တော်တို့လေးစားမယ်တံမိုးထားမယ်ခင်ဗျာဘာဖြစ်လာလို့မြန်မာနိုင်ငံအတွက်ဘာဖြစ်လာလို့မြန်မာနိုင်ငံအတွက်ဘာကောင်းကျိုးတွေပြောပြရချင်လို့